ခေမာဘိက္ခုနီဝိထု ကမ္မိရပညာအစကြည်သောဣရိယဒေသနာတော်ကိုမြတ်စွာဘုရားသည်ကိသကုတ်တောင်း၌နေတော်မူစဉ်ခေမာမြည်ရှိသောယဟမိမကိုအကြောင်းပြုဟောတော်မူလေ၏ဒီနေ့သောအခါပထမယန်၌ပထမယန်ဤအခြားမဲ၌တရားနာမင်းသည်မိမိနပရိသတ်နှင့်အတူတကွလာ၍မြတ်စွာဘုရားဤအထံတော်၌အသက်ထဆုံးအောင်မိအပ်သောနှစ်သက်ဖွယ်သောတရားတကားကိုနာကြားလျက်နေ၏ထိုခါ၌ ခေမာမိရှိသောယမိမသည်မြတ်စွာဘုရားကိုဖူးမြင်အံ့ဟုလာလက်သည်ရှိသောသဇာနမင်းကိုမြင်ရသဖြင့်ကောင်းကင်၌တီလျက်သာလျင်မြတ်စွာဘုရားကို ရှင်ခိုး၍ပြန်သွားလေ၏။ဇာမင်းသည်ထိုခေမာမိသောယဟမိမပြန်သွားသည်ကိုမြင်ရလျင်မြတ်စွာဘုရား လာပြီးလျင် ကောင်းကင်မှရက်လျက်သာလျင်မြတ်စွာဘုရားကို ရှင်ခိုး၍ပြန်သွားသောဤယမိမကအဘယ်သူဖြစ်ပါသနည်းဘုရားဟုမေးလျှောက်လေ၏။ဘုရားရှင်သည်မြတ်သောသဇာမင်းကြီး ေယံမိမကငါဖျားဤသမိတော်ခေမာအမိရှိသောယံမိမဖြစ်၏ကြည်တော်ပညာရှိလမ်းကြောင်းဟုတ်သည်မဟုတ်သည်၌လိမ္မာလှပေဤဟုမိန်တော်မူ၍ဤဃာထာကိုဟောကြားတော်မူလေ၏ဂမ္မိရပညာမေရာဝိမဂ္ဂမဂ္ဂသကောဝိတံဩဒ္ဓမထာမနုပ္ပတံတမဟံဘိယုမိဗေမနံဂမ္မိရပညာနံနေသောခန္ဓာသာရှိသည်တို့၌ဖြစ်သော သီသောပညာနှင့်ပြည့်စုံထသောမေရဝိထမ်းမြတ်သောပညာနှင့်ပြည့်စုံထသောမဂ္ဂမဂ္ဂသာအကြောင်းဟုတ်သည်မဟုတ်သည်၌ကောဝိတံလိမ္မာစွာထသောဤကအဘေဒုက္ခရီတို့ယောက်ျောင်းလံခီဖြစ်၏ဤကနတ်ပြည်ဒုက္ခရီတို့ယောက်ျောင်းလံခီဖြစ်၏ဤကနိဗ္ဗာန်တို့ယောက်ျောင်းလံခီဖြစ်၏ဤကလံခီမဟုတ်ဤတို့လံကြောင်းဟုတ်သည်၌၎င်းမဟုတ်သည်၌၎င်းကျွမ်းကျင်လိမ္မာဤဟုလို့ ဩဒမထံအရဒဘုဟုသွတ်သောမြတ်သောအကျိုးသို့အနုပတံအစဉ်ရောက်သောတံထိုသူကိုအဟံငါပြရသည်ဗိယမနံဗိယမနာဟု၍ဘိဥမိဟောတော်မူ၏ဒေသနာတော်၏အဆုံး၌များစွာသောသူတို့သည် သောတာပတ္တိဖူသတိတို့သို့ရောက်ကြလေကုန်၏ခေမာဘိက္ခုနီဝိထုပြီ၏အလုံးဘိဗျာဝေးကွာ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါသည်